ဒီနေ့လုပ်ပြမယ့်အဥ္စာလေးကတော့ကျွန်တော်ပုံမှန် cross ဥ္စာအုံမှဒီဇိုင်းလှလှလေးနဲ့လုပ်လို့ရပါမယ်။ပထမဆုံးကြိုးတွေကိုပထမအပေါက်မဟုတ်ဘဲဒုတိယအပေါက်ကသွားရပြီ။သွားရတဲ့ကြိုးအလိုင်းကိုခနဲ့ရဲ့အောက်ဖက်ကိုကိုးဖို့လိုပါခင်ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီကြိုးအလိုင်းကိုဖြောက်ပြီးတော့လုပ်မှာဖြစ်တဲ့အတွက်ပေါ့။အကြိုးလိုင်းကိုအောက်ဖက်ထောက်ကိုးပေးဖို့လိုပါခင်ဗျာ။ဖနှတ်ဆူးရခါကျရင်ဒါအခက်ခဲလို့ဖြစ်ပါဘူး။ခြေောက်ကအောက်ကိုရှိုးပြီးထဲတာဖြစ်တဲ့အတွက်ခက်ခဲတော့မှဖြစ်ပါဘူးခင်ဗျာ။ လို့ဆိုတော့တချို့ကြိုးချီနေတယ်ကတကယ်ဖနက်စီကန်ဒီမှာအကျိုးဝင်တဲ့ခြောက်နဲ့ညှိနေတာမျိုးဖြစ်နေတယ်ပထမဆုံးကြိုးနှစ်ခုကိုအဲ့လိုထိုးပြီးသွားတဲ့အခါကျလို့ရှင်ညှိအောင်ညှိပါဟုတ်ပါအစနဲ့ဒီဘက်အစနှစ်ဖက်လုံးညီအောင်ညှိဖို့လိုအပ်ပါတယ်ခင်ဗျာနှစ်ဖက်လုံးညီပြီဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးစပြီးတော့ဂျိုးထိုးကိုလုပ်ပါမယ်ခင်ဗျာဂျိုးထိုးရဲ့ခါကြလို့ရှိရင်ကျွန်တော်တို့ပထမဆုံးပေါက်ကိုပြန်ထိုးပါမယ်ပထမဆုံးပေါက်ကိုထိုးပြီးရင် အဲ့ကျိုးကွင်းလေးကြားတဲ့ကိုအခုကျိုးကွင်းလေးကြားတဲ့ကိုကျွန်တော်ဖဏကျိုးလေးကိုထည့်ပြီးတော့ပြန်ဆွဲလိုက်ပါမယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့ခြိထားသလိုအထုံးလေးဖြစ်ပြီးတော့လှပတဲ့အထုံးလေးတစ်ခုရပါမယ်ခင်ဗျာအခုလိုမြင်ရတဲ့အတိုင်းပဲလှပတဲ့အထုံးလေးတစ်ခုရပါမယ်ကျွန်တော်တို့ကျိုးခောက်တာမျိုးတွေတော့လည်းပုံမှန်ပြောနေကြတဲ့အတိုင်းကျိုးလေးတွေကိုဖြည့်ပေးဖို့လိုပါတယ်ခင်ဗျာကျွန်တော်ရဲ့အရှိဗီဒီယိုတွေမှာလည်းကျိုးဖြောင်းကျိုးခောက်နေတာလေးတွေကိုဖြည့်ဖို့တော့ခဏခဏပြောခဲ့လိုပါတယ်ခင်ဗျာ ဒီမှာဆိုလို့ရှိရင်ဟိုဘက်နဲ့ဒီဘက်ကိုခုနတိုင်းလုပ်ပါမယ်အရှိအပေါက်ကိုထိုးမယ်ပြီးရင်ကွင်းလေးတွေကိုပြန်ထည့်ပြီးတော့ကျိုးလေးကိုတင်းအောင်ဆွဲကျလိုက်ပါမယ်ခင်ဗျာကျွန်တော်အခုဟိုကြည့်ရလူတွေအဆင်ပြေအောင်ရိုက်ပြရတာဖြစ်တဲ့အတွက်ကျွန်တော်လက်နဲ့ထိုင်ရပုံမှန်ဆိုရင်တော့ခြေထောက်နဲ့စီးတိုင်းနဲ့ဒီကျိုးကခြေလို့ရပါခင်ဗျာခြေထောက်နဲ့စီးတာလည်းခြေလို့ရပါတယ်ခြေရအစွတ်စွတ်ပေါ့ပထမဆုံးစခြေရဆိုလို့ရှိရင်တော့6မိနစ်လောက်ပဲကြာတယ်ပြင်းပြင်းတခါပဲခြေရတာဆိုတော့ အဲ့လိုမျိုးကျိုးအထုံးလေးနှစ်ခုရပါမယ်ခင်ဗျာကျွန်တော်တို့အနောက်ဖက်ကိုလည်းပထမအတိုင်းပဲသွားမှာဖြစ်ပါတယ်အခုဆိုလို့ရှိရင်ကျွန်တော်စပြီးတော့ cross ပုံစံစထိုးပါပြီထိုးတဲ့ခါကျလို့ရှိရင်၃ပေါက်မြောက်လွတ်နေတဲ့အပေါက်ကနေထိုးမယ်ကျိုးကိုအရှိအာလို့ပြောရအောင်၆ပေါက်ကိုဆွဲမယ်၆ပေါက်ကိုဆွဲပြီးတော့တင်းလိုက်မယ်အဲ့ဒါဆိုရင်ပထမဒီလိုကလန်လိုင်းလေးတစ်ခုရမယ်ပေါ့ကျိုးလေးခောက်နေလို့ရှိရင်တခါလေးဖြန့်လာဖို့လိုပါတယ်ဘာလို့လဲဆိုတော့ကျိုးလေးကပြန့်နေမှလှတာ ။အဲကြောင့်ကျိုးလေးတွေဖြန့်လာပေးဖို့လိုတယ်။ပြီးွားရင်အပေါ်အပေါက်ကိုမသွားဘဲနဲ့ဒီဒုတိယအပေါက်ကိုဒီတတိယဘောင်းရဲ့ဒုတိယအပေါက်ကိုပြန်လာမယ်။ဒုတိယအပေါက်တွေကိုကျိုးထိုးမယ်။အဲ့ဒါမှကျိုးလေးရဲ့ခြေကားလိုအထုံးလေးတွေဖြစ်ပြီးတော့အားနေမှာဖြစ်ပါတယ်နော်။ကျိုးထုံးပြီးသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ဒီကလန့်ဖြတ်ထားတဲ့ကျိုးရဲ့အောက်ဖက်ကနေပြီးတော့ပြန်ထွက်มาပေါ့เนาะသူတို့อ่ะပေါ်ကနေပြီးတော့အောက်ကိုထိုးထည့်လိုက်တာဖြစ်တယ်သူကအောက်ဘက်ကနေပြန်ထွက်တာဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ထိုးတဲ့အချိန်မှာကျိုးလေးတွေကခေါက်နေတာမျိုးတွေရှိရတဲ့အတွက်ကျွန်တော်ကျိုးလေးတွေကိုတစ်ချက်တစ်ချက်ပြန်ပြန်ဖြန့်ပေးပါရခင်ဗျာဒီဘက်ကိုထိုးပြီးသွားတဲ့အခါကျလို့ရှိရင် ကျွန်တော်ကအခုဟိုဘက်ကိုပြန်ထိုးပါမယ်ခင်ဗျာဒီလိုဆိုလို့ရှိရင်ကျွန်တော်ကပထမဆုံး cross အနေထားကိုရပါမယ်ခင်ဗျာဒီဘက်ချမ်းအတိုင်းပဲ၃ပေါင်းမြောက်အလုပ်ခန့်နေပြီးတော့စပြီးထိုးပါမယ်ခင်ဗျာထိုးပြီးရင်ကျိုးကိုအဆုံးထိဆွဲပါမယ်ခင်ဗျာအဆုံးထိဆွဲပြီးသွားမှ ကျွန်တော်တို့ပြန်ပြီးတစ်ဖက်ပတ်မယ်အခုကကျိုးလေးတွေခောက်နေတာကိုဖြီးနေတာဖြစ်ပါတယ်ခင်ဗျာကျိုးလေးတွေကခောက်တယ်ခင်ဗျာခောက်တယ်ဆိုတော့ကျွန်တော်တို့ဒီလိုပုံမှန်တုံးနေကြကျိုးတွေကြတော့နည်းနည်းအသားကျပြီကျွန်တော်ကျိုးအစ်စ်တွေတုံးတာဖြစ်တော့ကျိုးအစ်စ်တွေကနည်းနည်းအသားမကျသေးလို့ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒုတိယပေါက်လေးကိုပြန်ထိုးပါမယ်ထိုးပြီးွားရင်ကျိုးလေးတွေကိုဆွဲချက်လိုက်ပါမယ်ဒီလိုပဲအပေါ်အထိကိုပထမဒုတိယတတိယ အဲ့လိုပဲနောက်ဆုံးကျိုးပွင့်ထီကိုအဲ့လိုတစ်စစ်ချင်းစီသွားပါခင်ဗျာကျိုးလေးတွေကိုထိမ်းပြီးဖြည်းဖြည်းချင်းထိုးပေးဖို့လိုပါခင်ဗျာကျွန်တော်ကတော့ဗီဒီယိုကလစ်ကြီးရှေ့ဝါးမှာဆိုလို့ရစ်ပြီးတော့ပြလိုက်တာဖြစ်ပါခင်ဗျာနားမလည်တာရှိလို့ရှိရင်လည်း comment မှာဖြစ်ဖြစ်ချက်ပေါက်မှာဖြစ်ဖြစ်လာရောက်မေးမြန်းနိုင်ပါခင်ဗျာဒီကျိုးထုံးကြီးကကျွန်တော်တို့ဒီလို ကျွန်တော်လေထောင်ဖနက်တွေလေရှိ ဖနက်တွေစီးရဲခါကြလို့ရှင်ကျွန်တော်ကျိုးယူအရှိမမချိမရှိအာမချီထားခြင်းဘူးကျိုးရအဲ့လိုမျိုး logo ကြီးကိုဖုံးတယ်လို့ထင်တဲ့လူတွေအတွက်အရန်အရန်စင်ပြေပါခင်ဗျာဘာလို့လဲဆိုတော့သူက logo လေးပေါ်ပါတယ်